မြန်မာဒါဘီမှာတော့ထိုးမုတ်ကိုပစိုးစုပ်လို့ဖြစ်အောင်တီးထုတ်ခဲ့တဲ့ရန်ကုန်ယူနိုက်တက်အားလုံးပဲမင်္ဂလာပါထားပါထားတဲ့အာရှကြားရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်တနင်္လာနေ့ညနေပိုင်းမှာတော့မြန်မာလီဗလာစီမီဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ရန်ကုန်ယူနိုက်တက်နဲ့ရန်တော်ဘုံတို့ရဲ့မြန်မာဒါဘီပွဲစဉ်ကိုရင်ဆိုင်ကစားသွားခဲ့ကြတာကိုတွေ့ရပါတယ်ခေဆဆပြန်ဆိုင်မှုပြင်းထန်တဲ့နှစ်သင်းတွေးဆုံတဲ့ပွဲဖြစ်လို့ပွဲဟာအကျိတ်နဲ့ရှိခဲ့ပြီးတော့ကြီးကောင်းခဲ့တာလည်းဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်ကနောက်ပိုင်းနှစ်တွေမှာရန်တော်ဘုံကိုတာယာခဲ့ပြီးတော့ ရန်အောင်အနေနဲ့ကတော့အဓိကကစားမတွေမရှိတော့တဲ့ပြင်နိုင်ငံသားသားကစားမခေါ်မှုလည်းမရှိတော့တဲ့အတွက်ရန်ကုန်လုံးပြင်ဆင်မှုကောင်းတွေကိုအများအားလုံနေတဲ့အသင်းကိုရင်ဆိုင်ဖို့အတွက်ကမလွယ်ကူနိုင်တော့ပါဘူး။ဒါမဲ့ဘယ်အချိန်မှဖြစ်ဖြစ်ရန်ကုန် United ကိုရန်အောင်အသင်းဟာအခက်တွေ့အောင်တော့လှုပ်ထားနိုင်စမဲဆိုတော့ငြင်းလို့မရပါဘူး။ဒီနေ့ပွဲမှာလည်းရန်ကုန် United အနေနဲ့အချိန်မိုထိဆက်သွားဖို့နှီးစားခဲ့မယ်နီးပြဦးကျော်တွန်းရဲ့လူစားလဲမှန်ကန်မှုတွေဟာပွဲကိုလဲပြောင်းဖြစ်စေခဲ့တာလို့ပြောလို့ရပါတယ်။ရန်ကုန် United ရန်အောင်နဲ့ပွဲမှာဂိုးသမားဇင်းကြီးနီအောင်ဟင်းစီယာလင်း ဆာဒူဒေးဗစ်ဒန်အာကာကျော်ဇော်ဝင်းသိန်းစာတိုမိုကူတာယာဝင်းထက်ညံလင်းထက်ကောင်းထက်ပိုင်စတဲ့စူဖွဲ့မှုတရားနဲ့တူပွဲထုတ်လာခဲ့တာကိုတွေ့ရပါတယ်ဂျေနာဘုံသိန်းအနေနဲ့ကလည်းဂိုးသမားယန်လင်းထွန်းဟိန်းစော်နိုင်ဆမ်မြူရယ်စိုးထက်ဝင်းသူရကျော်ကောင်းမြတ်ကျော်ဆိုမင်းဦးတတ်ထွန်းအောင်အန်ကောင်းမွန်မျိုးစုံပြီမိုးစတဲ့လူကြီးလူငယ်စူဖွဲ့နဲ့အကြံမသွားတဲ့ရန်ကုန်သားတို့အသင်းကိုရင်ဆိုင်လာခဲ့တာပဲဖြစ်ပါတယ်ပရမပိုင်းစောပိုင်းမှာတာဝင်းထက်ရဲ့လှပတဲ့နေရာယူမှုပြေဝင်ပိတ်သွင်းယူမှုတွေက ထိုးမုတ်ကိုတမျိုးစုံလုံးပြခဲ့ပြီးတော့စောစီစီရဲနာဘုံဥဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရောင်ဝတဲ့ပထမအိမ်မှာဖီအာဘင်းစားနိုင်ခဲ့ပေရဲနာဘုံတိုင်းစမှုဘီမိုးကိုမထိန်နိုင်ခဲ့ပါဘူး။ဘွဲဆိုင်33မိနစ်မှာပဲမိုးကူးတယောက်ဘောလုံးပြန်ဖြတ်ခဲ့လို့ရဲနာဘုံတမန်တိုင်းရှေ့စားတင်ခဲ့ပြီးတော့ဟင်းစရာလင်းရဲ့ဘောလုံးထိန်မတေသက်မှုကနေဘီမိုးတယောက်ဘောလုံးလူးနိုင်ခဲ့ပြီးတော့အဲ့ဒီခွင်းကနေပဲရဲနာဘုံတို့ရန်ကုန်ယူနိုက်တက်ကိုဖိုးထန်ချေပါကိုတကိုသွေးယူနိုင်ခဲ့တာဖြစ်ပါတယ်။ဂျုံတန်နေပြခွက်တွေရာလဲအင်းကြီးအဖြူနေကြဂျင်းမောင်းမီလေးနဲ့ကောင်းမာလေးရဲ့အလှအလဲ ဒီမိုးဒီတကိုးရောင်းကူညီပေးခဲ့သလားလို့ပြောရမလို့ပါပဲခြေပါကိုပေးလိုက်ပြီးတဲ့နောက်မှာနိုင်မကြီးရန်ကုန်ကြားကနေဦးချောင်ကြားခနာဖြစ်ခဲ့ရပြီးတော့ရဲနာမုံအနေနဲ့ဘီမိုးရဲ့ထိုးပေါင်းမှုတွေကနေဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယပိုင်းမှာလည်းရဲနာမုံဟာရန်ကုန်အကြံကုန်အောင်ဖန်ခုံနီးတင်ပေးနိုင်ခဲ့ပြီးတော့ညာတော်မန်တကြောနဲ့ကွင်းလယ်တကြောကနေတင်းနဲ့ပြောပြီးတော့ pass to ဘီမိုးကွက်ကလုံးဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်ဘီမိုးအနေနဲ့ဘောလုံးလက်ခံရပြီးတော့အတက်ဆင်းမမှန်တဲ့အတူပဲရန်ကုန်ခံစစ်ကိုကြံရည်အောင်လို့အမှန်ကိပြခဲ့မိတယ် ကိုအမစင်ကြီးညောင်ကိုပန်းနဲ့ပေါက်သလိုဖြစ်ခဲ့ရသူခွင်းကိုသုံးမချနိုင်ခဲ့လို့နှမျောစရာတော့ဖြစ်ခဲ့ရပါတယ်။ရေနာဘွားရဲ့ကစားမရရဲ့ကစားတော့ကောင်းခဲ့တယ်လို့ပြောလို့ရပြီးဦးကျော်လုံးရဲ့လူစားလဲမှုမတိုင်ပြီးရေနာဘွားမဲ့ခွင်းမြမြဆဆဖန်တီးသွားနိုင်ခဲ့တယ်လို့ပြောရမှာပါ။ဝေလင်းအောင်အီဆိုးကောင်းစီတို့ဝင်လာပြီးမှတပြိုးတပုံပြောင်းလဲခဲ့ပြီးတော့ဝေလင်းအောင်ကန်ချက်လန်ထွက်ပြီးတော့ရေနာဘုံကိုသမားချမ်းမခတ်တက်တာကြောင့်ရှန်ထွက်လာတဲ့ဘောလုံးကိုကောင်းစီတို့ကပိတ်သွင်းကနေမာကွက်နဲ့အသေးချာဒီအောင်ပွဲခံပြခဲ့သေးတာပါ။ ဇတိုက်ဆိုလိုအချိန်ပေါ်မှာရန်ကုန်တိုင်းတောင်ပိုင်းကစားမအီဆိုးကအတီ၉ရောင်ဆိုးပြခဲ့သူဒိုမုတ်တို့ဒိုနတ်တို့ရဲ့ပိုးပြတဲ့အမျိုးပြချင်းကိုခံလိုက်ရတာပါမနေ့ကလိုပဲတူညီတဲ့ရားလိုက်တဲ့တူရန်ကုန်ယူနိုက်တက်ဟာရေနာဘုံကိုနိုင်ပြီးတော့လီဖလားဘိုလူပွဲကိုအရင်ဆုံးတက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒါကြောင့်လှမ်းဝေးသွားတဲ့မန္တလေးသားရဲ့အနေနဲ့ရန်ကုန်ကိုပြန်ဆောင်နိုင်ဖို့ရာလူစင်းနဲ့အရန်ရားကိုထပ်ပြီးတော့ဖြည့်တင်းမှုလိုအပ်နေတာသိသာခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်စောင်းရင်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ